ရေမျောတဲ့ယူရီးယားစစ်စစ်ကောင်းကျွန်းကြွက်ကောင်းပေါ့ဗျာသူကတော့ကျွန်တော်တို့ Blue Go brand ဗျာ Blue Go brand ကကျွန်တော်အရန်ကြိုက်တဲ့ brand ဘာဖြစ်လို့လဲလို့မေးလို့ရှိရင်ဈေးနှုန်းရဲ့တူတီဆောက်ထားတဲ့အစိပ်ပိုင်းတစ်ခုချင်းစီရဲ့ကောင်းချက်တွေကိုပြောမယ်အကောင်းချက်မပြောခင်မှာကျွန်တော်တို့ကောင်းကျွန်းဘန်တွေကဘလူလူမျိုးတွေဘလူနေရာမျိုးမှာတုံနေဆိုတော့ကျွန်တော်တို့ဘလူကောင်းမလဲအောက်မှာရေလောင်ခံရှိတယ် ၅လွာတမို့6လွာအဲ9လွာပေါ့အဲ့လိုလူမျိုးတွေအပေါ်မှာကျွန်တော်တို့ကလူကလည်း2ယောက်3ယောက်4ယောက်5ယောက်ဒီဝင်းကျင်လောက်ပဲရှိတယ်ရေလောင်ကလည်းအရန်ကြီးမနေဘူးအဲ့လိုအနေထားမျိုးဆိုရင်ခေါင်းကျုံပန်သုံးတင်တယ်ဘာပြောလို့လဲဆိုတော့ကျွန်တော်တို့ကစဝယ်ဝယ်ချင်းမှာကျွန်တော်တို့ဘယ်လိုကောင်းမလဲဈေးနှုန်းအရ budget အရတက်တာလေနောက်တစ်ချက်ကတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကအကောင့်တေးတော့အစည်းကောင်းကောင်းပို့ပြီးရွေးချယ်ဝယ်ယူလို့ရတယ်လေအဲနောက်တစ်ချက်ကတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုပြောမလဲမီတာစားလဲတက်တာလေ ကဲဘလူးကိုရဲ့အားသာချက်တွေကျွန်တော်တို့ပြောမယ်ဘလူးကိုရဲ့ကျွန်တော်တို့ BN5 ကောင်းကြုံဘန်က G Emblem ကိုတုံးထားတယ်ပြီးတော့လို့ရှိရင် Stainless Steel Shutdown G Quiet မှာ100%ဂျင်ပြည့်ချက်ပြတ်ထားတယ်ပြီးတော့လို့ရှိရင်တူထဲမှာတုံးထားတယ် Shutdown ဘောတွေကလည်း NSK ဂျပန်ဘောကိုတုံးထားပေးတယ်ဗျာပုံမှန်ရေမော်တာတွေမှာမတွေ့ရတဲ့ပုံစံကသူကဒီမှာဆိုလို့ရှိရင် Socrates နည်းပညာတုံးထားတယ် Swiss ကိုသူကဒီဒီ condenser ပေါ့ဒီဘောက condenser အုံရဲ့ဘေးမှာထည့်ပေးထားတယ် နောက်တစ်ချက်ကတော့ဒီမှာဆိုရင်သူ့ရဲ့ name plate တွေကလုံးဝယူရီးယား acid ဖြစ်တဲ့အတွက်ယူရီးယားပြည့်ရင်းတုံးဖြစ်တဲ့အတွက်ဒီမှာယူရီးယားစလုံးနေနေပါမယ်နောက်တစ်ချက်ကတော့ပါလို့ရှက်တာတွေပေါ့ရှက်တာတွေကလည်းမော်မော်တာရဲ့ body ပူလာလို့ရှိရင်သူ့ရဲ့ဒီပန်ကာစနစ်ကလည်းဒီ shutter တွေစီကိုလေဦးတွန်းထုတ်မယ်လေအေးတွေတွန်းထုတ်မယ်ပြီးတော့လို့ရှိရင် environment temperature ကိုလည်းဒီ shutter တွေကဖန်ထိတ်မယ်ပေါ့အဒီအတွက်နောက်တစ်ချက်ကတော့သူက ampler on ကတန်ချွတ်ကိုတုံထားပြီးတော့တန်ချွတ်ကလည်းပုံမှန်ရေမော်တာတွေထက်ပိုပြီးဒုထူတယ်ဗျ ကဲဒါဆိုလို့ရှိရင်တော့ကြီးကွိုင်းစတိန်လက်စ်စတီးရှန်ဒန် NSK ဂျပန်ပေါ်အော် YC ကဆာရမစ်စီ YC ကိုတုံးထားတယ်ကျွန်တော်တို့အမိုက်စာဘလူးကိုကောင်းချွန်ပန်လေးကိုဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့တေကို7 electronic hardware မှာကိုကြော်လန့်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးများအိတ်တင်ပါတယ်